MSP မထထထွန်ရောကအဲ့လိုစိတ်မောမှာမဟုတ်ပဲဒီတိုင်းပြောနေတဲ့အခါမှာဆိုရင်လည်းအရင်ကပူပေါ်ယူနေနွန်းနွန်းထွထွေးလေးရှိတယ်အရင်ကဒီလိုအရင်အရင်ဟိုအရင်တော့ယဉ်သိမ်းတယ်လို့ပဲအဲ့လိုမျိုးစကားပြောရင်လည်းတင်းတင်းနာနာလေးရှိရပေါ့နော်အဲ့ကြတော့ရရတော့တိတ်မချိန်တော့ဘူး MSP အဲဂျူနဲ့တာလည်းညီမရေပေါ့နော်ပန်းရောင်းနဲ့ညီမဟိုကသမားလေးနော် တယ်ဘောသမားလေးပေါ့ညီမတယောက်ယူတတစူးစားကြရပေါ့အဲ့လိုပေါ့ဗျာပဲမဟုတ်တော့မဟုတ်ဒါမဲ့တားရဲ့ဒီဒီဒီကမှဆိုစင်း၄စင်းလောက်တားတော့ပါရတယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုပြောမှဆိုတော့စင်းနည်းနည်းပိုရလာတဲ့ကားလေးပေါ့ပထမဆုံးအဲအတိမပြူခံပြီးစင်းလေးနည်းနည်းပိုရတဲ့ကားမျိုးလေးလည်းဖြစ်ပါတယ်ဟုတ်လုတ်ခွတ်စွာတဲ့ကိုကာရီတာလေးကနော်နှစ်ယောက်လုံးကပန်းရောင်းတဲ့ကာရီတာလေးပြုရှင်ညီမနှစ်ယောက်ရိုးတတလေးနဲ့ပြီးပြီးတော့ဒီမက်တာထွန်ရဲ့ အာကိုက်တာကို support လုပ်ရတဲ့ဟာမျိုးလေးဖြစ်တဲ့အတွက်တော့အတိတ်ပဲရှိတဲ့ကိုက်တာလေးဖြစ်တော့နေရာရတဲ့ကိုက်တာရှိရပေါ့ဂျူအာဒီကားမှာပေါ့နော်မတာရဲ့ညမပေါ့ညမအဲ့လိုယူတတလေးပေါ့ပြောမစင်နှစ်ယောက်လုံးကစူးစားကြရပေါ့ဒါပေမဲ့ဂျူအာဆတော့ဟာနည်းနည်းကြောက်တယ်ပေါ့နော်သူထက်ရန်စီမြိုင် နေရရရဆိုအရင်ကြောက်တယ်ဒါပေမဲ့အဲ့စိမ့်မော်ရောက်တော့မကြောက်တော့ဘူးဘာလဲဆိုတော့ဒီမမตายရောမထထထွင်ရောကကိုယ်အရင်ဟိုပေါ့နော်ဟိုပြောပြကြရဲဆွဲခေါ်ကြရလို့ပြောမှာပေါ့ဒါဒီအဲ့လိုမျိုးအရင်ဟိုအဲ့ဒီထဲမှာတငယ်ချင်းလို့ပဲဆိုတော့ chemistry meet ရနော်တဲ့ဟုတ်တယ်အဲ့လို chemistry meet ရပြီးလို့ချင်းမထထထွင်ကလည်းဟိုပေါ်ပေါ်ရွေးရွေးဖြစ်တဲ့ပြောင်းမှာဟို ပြင်မလားတချို့မင်းသမီးတွေဆိုလို့ရှိရင်ခုမှစဉ်းစားဆုံးလို့ရှိရင်ပေါ်ရွေးမရှိသေးဘူးစရိုက်တော့မှာပဲအရှင်အော်မှာပဲခင်လိုက်ကြမျိုးရှိရပေါ့နော်ခုမထန်တော့အဲ့လိုမဟုတ်ဘူးအာစဉ်းစားချင်ပါတယ်ရောအစကားတွေရှေ့က intro တွေပြောထားတာဖြစ်တဲ့အတွက်တကယ်လုပ်တဲ့အချိန်မှာတငယ်ချင်းလိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဟုတ်တယ်အဲ့လိုစိတ်မောက်မှာမဟုတ်ပဲဒီတိုင်းပြောနေတဲ့အခါမှာဆိုရင်လည်းအရင်ကပေါ်ပေါ်ရွေးနေနွန်းနွန်းထွေးထွေးလေးရှိတယ်အရင်ကဒီအဲ့လိုအရင်အရင်ဟိုအရင်တော့ယဉ်လင်းတယ်လို့ပဲလို့မျိုးစကားပြောရင်လည်းကြင်ကြင်နာနာလေးရှိရပေါ့နော်အဲ့ကြတော့ ရရတော့တိတ်မချိန်တော့ဘူးပြောပါအရင်ကဟိုဒါစုံမှုကြတာဒီကောင်ပုံစံပြဆုံးမတပမအဲ့မှာပထမဆုံးဆုံးတာဟိုအက်ကတနေ့ကျော်လောက်ရှိပြီဆိုတော့ခင်တာလည်းတနေ့ကျော်အဲ့လိုမျိုးရင်းနှီးသွားပါဘာအက်ကပြီးကနေကဟိုအပြင်မှာဆိုလို့ရှိရင်လည်းဘယ်ချိန်တွေ့တွေ့အဲ့လိုညီမကြီးလိုဖြစ်နေရပါတော့တကယ်ချင်းနဲ့ညီမကြီးလိုဖြစ်နေရပြီးလို့ရှိရင်ဟို close ဖြစ်တဲ့ပုံစံဖြစ်သွားတယ်နော်ဘယ်ဘယ်နေရာမှာတွေ့တွေ့စာရင်းနဲ့ဘာရင်းနဲ့တော့မပြောဖြစ်တာဟုတ်တယ်အက်ကလေးကအမှတ်တရပါပဲနှစ်အောင်လုံးကဟိုပန်းရောင်းရတာဆိုတော့ ချိန်တော်တော်ကြာကြာတော့တွေ့ရတယ်เนาะတစင်းတစင်းဆိုလို့ရှိရင်ဟုတ်တယ်တနည်းကုန်ပဲဟုတ်တယ်မထက်ရုံကြိုက်တာလို့လောလောရတာအရင်ပညာသားပါတာပေါ့เนาะဘာလို့ဆိုတော့ရိုးသားရဲ့ကောင်မလေးကနေပြီးတော့အဲဒီပတ်စံရှိသွားတဲ့အနေထားတစ်ခုမှာဘဝင်မြင့်သွားတဲ့မိမတယောက်အနေနဲ့ပေါ့နော်။ဟိုတငယ်ချင်းတွေကိုလည်းမခေါ်မပြောချင်တော့အဲ့လိုကြိုက်တာလေးကိုဆက်ဆံခံရတဲ့ကိုရီးယားကကျတော့ဟိုဒီကြိုက်တာကိုစပို့ရတာပေါ့နော်။အားငယ်တာတွေရောပါရောဆိုတော့လောက်ရတာရောပြီးလို့ရှိရင် ကာရတာလေးတော့ကောင်းပါတယ်မထက်ထွန်ကာရတာကြိုက်တယ်ဟိုသူ changes လုပ်သွားတာလေဒီဒီကောင်းမှလည်းမနက်ထွန်ကာရတာအရန်တော်ရေပေါ့နော်အရန်တော်တယ်သူမှုတွေ change သွားတာကြီးอ่ะအရန်မိုက်တယ်ပေါ့နော်အဲတော်တော်ကြီးပညာသားပါရပေါ့နော်ကိုကိုကိုတက်ဆိုရင်တော့အများကြီးသင်ဆိုင်အများကြီးလို့ပြောမှာပေါ့ရှင်းချလိုက်တာဟိုကမိုက်တယ်နော်တ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 ော်မိုက်တယ်ဒါလည်းမမြင်ရမှာအဲတထေးဖြစ်သွားတဲ့အချိန်မှာအပြန်သားဝင်ပြီးခြေချမှာအကုန်လုံးအဲ့လိုမျိုး ဇကာကလည်းဟာတကာလို့မဟုတ်ဘူးနောက်ပိုင်းပညာအရင်ရမိုက်တယ်ပညာဘေးကပေါ့အဲ့လိုငိုရတဲ့စင်းတွေရောအဲ့လိုမျိုးအများကြီးပါတယ်သူကဟိုဟာပေါ့ကြောညာမှာဒါအဲ့လိုမျိုးဟာတကာလို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကြီးလိုက်တဲ့အခါကျတော့ဟာတကာမဟုတ်ဘူးကွာနောက်ပိုင်းမှာရမ်းမိုက်တဲ့စင်းတွေအများကြီးပေါ့လောကဟိုပြီးတော့သူ့ရှစ်တင်နဲ့ရမ်းများတဲ့ဟာပေါ့အဲ့လိုမျိုးလာကြည့်ကြပါလို့အပြင်မှာအဲ့လိုမျိုးတကယ်တမ်းမျိုးတွေ အလောက်ကြီးတော့လဲမကြုံဘူးเนาะဒီမှာတော့ဘဝကသူကတဆချိုးပြောင်းသွားတာဆိုတော့ခစ်တစ်မပြိုင်မပြိုင်လို့ပဲပေါ့เนาะအာလုံးဝကို change ကျသွားဘယင်းမီဒီယာဖြစ်သွားသလိုပဲပေါ့သူလဲတော်တော်ချမ်းသာသွားတဲ့အချိန်မှာအောက်ချစ်လွတ်သွားပေါ့အက်ကိုက်တာတော်တော်တော့မိုက်ပါတယ်မိုက်တယ်ဆိုတာသူခုနပြောလို့သူရိုးရိုးသားသားပုံစံလေးတောင်နဲ့အတူတူပန်းရောင်းတဲ့ကောက်မလေးကနေပြီးတော့ဖြစ်သွားမဲ့ပုံစံပေါ့အာသူရဲ့ fashion တွေကဆာနော် fashion တွေကြွေးထားလဲရဲ့မိုက်တယ်စစ်စင်ကြီးပဲအကြောင်းမိုက်တယ်တချင်းတချင်းလောက်ထားလဲပြောလာအောင်လေ ဟုတ်ပါဒီတခြင်းကဒီဇဝင်တေပေါ့နော်ဇဝင်တရားကြာဂျူတို့ရဲ့ Sunrise Studio ကနေပြီးတော့ဖန်တီးပေးထားပါတယ်ရှင်။ရည်ရတာကြာဂျူမျိုးသားနဲ့ကိုရကောင်းတဲ့ပေါ့။ဟုတ်ကောညီမမျိုးသားရှိတယ်။ကြောက်ကြည့်လာတော့ဘယ်လိုပြောရမလဲဒီကားကိုကြည့်ကြည့်တာ ਨੇ ပေါ့နော်တခါပြညာပြညာပေးကားလေးဖြစ်တယ်နောက်ပြီးတော့လူလူရဲ့ဘဝဖြတ်တန်းပေါ့နောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာပေါ့နော်လူ လာပြောင်းလေးရှေ့ပေါ့နော်ပတ်စံကြောင်ဘွားပြောင်းလေးသွားတယ်နောက်ပြီးတော့အဲပြောင်းလေးရဲ့ပုံမှာဘလူးမျိုးရရှိရပေါ့နော်ဘလူးမျိုး side effect တွေရှိရဆိုတာကိုပညာပေးထားတဲ့ကာလေးတကားဖြစ်တဲ့အတွက်လာကြည့်ကြပါလို့ပြောချင်ပါသေးရှင်ဟုတ်ကဲ့ပါဟုတ်အဲပြောသလိုပဲပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါမြန်မာစတာပစာ